ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကူပါမြန်မာပေါ်ဆန်ကိုနိုင်ငံတကာစည်းကွက်ကိုတင်မရောင်းချမှုအတွက်စီစဉ်နေတဲ့တဲ့။ထားနိုင်ငံမှာကိုဗစ်မျိုးစိတ်တွေကူးစက်ခံရသူ3000ကျော်ရှိလာတဲ့တဲ့။ဟာဗတ်တက္ကသိုလ်မှာပြပကြောင်းသားများကြောက်ရခပိတ်ပင်လိုက်တဲ့တဲ့။တနစ်တာကောင်းဆုံးသတ္တမစုကို စားလက်ရရှိတဲ့တဲ့ပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝန်စားဖွဲ့တဲ့တဲ့ကိုတင်ဆက်ပေးသွားမှာပါ။ ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မြမပေါ်ဆန်ကိုနိုင်ငံတကာဈေးကွက်ကိုတင်မွေအောင်ရှာဖို့အတွက်စီစဉ်နေပါတယ်။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ။မြမပေါ်ဆန်းဆန်းကိုခင်မိထုတ်ပုံမှုပုံစံတွေနဲ့နိုင်ငံတကာဈေးကွက်ကိုတင်မရောင်းရှားဖို့အတွက်စီစဉ်ဆောင်ရွက်နေရလို့မြန်မာနိုင်ငံဆန်စွာတင်ကြုံ MRF ကနေသိရပါဗျ။မြမပေါ်ဆန်းဆန်းကိုနိုင်ငံခြားဈေးကွက်ထံမှတင်ပို့နိုင်ရေးအတွက်မြမပေါ်ဆန်း Rice Foundation ကိုတည်ထောင်ပြီး ကုံတဲ့ဆက်ပိုင်ပါဝင်တဲ့အစုအဖွဲ့တစ်ခုဖွဲ့စည်းပြီးမြို့ကောင်မြို့သားမှစတင်ပြီးရောသူတေသနာလုပ်ငန်းတွေလည်းဆောင်ရွက်သွားဖို့ရှိနေပါတယ်။ MRF အနေနဲ့မြန်မာပေါ်ဆန်းကိုနိုင်ငံတကာစည်းကမ်းမှာမြန်မာအမှတ်တရစိတ်တစ်ခုအဖြစ်မြင့်တင်လိုတာကြောင့်ဒေသဆိုင်ရာအညွန် GIR ရှိရေးလဲဆောင်ရွက်လျက်ရှိနေပါတယ်။နိုင်ငံတော်ဝန်မှာပေါ်ဆန်းစာဧကတန်ခွဲခန့်တာရှိရာကြောင့်ပြပတင်မှုလိုပါကအထွန်းတော်တို့လာရေးကိုလည်းဦးစားပေးဆောင်ရွက်နေရလို့သိရပါတယ်။လက်ရှိမှာနိုင်ငံတကာစည်းကမ်းကိုအမတ်တာငစင်အုပ်စုဝင်နေဖြစ်တဲ့စင်သူခတိထက်ရင်ယတနာတို့ငစင်ရာကျော်၊ကရင်မထွန်ဘူး၊ GW11 စောချုံ၊ခွန်လေးခွန် တီးပူကောင်းနံစားတဲ့စံညံတွေကိုသာအဓိကတင်ပေါ်လျက်ရှိနေရလို့လည်းသိရပါဗျ။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါရစေ။ထိုင်းနိုင်ငံမှာ ကိုဗစ်မျိုးစိတ်တွေကူးစက်ခံရသူတုံးတောင်းကျော်ရှိလာပါဗျ။ဒီတွေကတော့ငင်းကြောင်ဝပြပူလာတာပါ။ထိုင်းနိုင်ငံမှာကိုဗစ်ရောဂါပိုးမျိုးစိတ်တွေကူးစက်မှုဆက်လက်မြင့်တက်နေပြီးကူးစက်ခံရသူဟာ၃000ကျော်တိရှိလာတယ်လို့သိရပါဗျ။ မေလ17ရက်နေ့ကနေ19ရက်နေ့ကြားမှာကိုဗစ်ကူးစက်ခံရသူအွေဟာ3330ဦးရှိခဲ့ပြီးမေ3ရက်နေ့ကနေ10ရက်ကြားမှာကူးစက်ခံရသူအွေတန်းစကြောမြင့်တက်လာခဲ့တာဖြစ်တယ်လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကူးစက်ခံရသူ3330ဦးထဲမှာဆေးရုံတရာကူတာခံရသူဟာ1918ဦးရှိခဲ့ပြီးနှောင်းဦးသိဆုံးခဲ့လို့လည်းသိရပါတယ်။မေလ17ရက်နေ့ကနေ19ရက်နေ့ကြာမှာကုဆတ်ခံရသူ6000ကျော်ရှိခဲ့တဲ့ကုဆတ်ခံရသူအများဆုံးမျိုးဖြစ်ခဲ့ပြီး ၊ရှွန်ဘူရီ၊ရာယောင်၊နွန်တန်ဘူရီနဲ့ဆာမတ်ပရာကန်တို့ကလည်းကူးစက်သူအများဆုံးတွေ့ရှိခဲ့တဲ့မြို့တွေဖြစ်ခဲ့ပါတယ်။ကူးစက်မှုတော့မြင်မာနေတဲ့ကိုဗစ်မျိုးစိတ်သေးရဲ့လက္ခဏာတွေဟာအရင်လက္ခဏာတွေနဲ့တူညီရာတွေရှိသလိုကွဲပြားတာတွေလည်းရှိပြီးအနှံ့ရတာပြောက်တာမျိုးတိတ်မရှိပဲလက်ချောင်းနာတာတကူလုံးကတ်ခဲနာကျင်တာတွေပိုဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတမုတ်ကိုတင်ဆက်ပေးကြပါမယ်။ဟာဗတ်တက္ကသိုလ်မှပြပကျောင်းသားများကျောင်းတော့ခေပိတ်ပင်လိုက်ပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝါပြပိုလာတာပါ။ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ကမ္ဘာကျော်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Harvard တက္ကသိုလ်မှာပြည်ပကျောင်းသားတွေကျောင်းတက်ခွင့်ကိုဖိတ်ပင်လိုက်တယ်လို့သိရပါဗျ။အမေရိကန်ပြည်ထောင်စုဝန်ကြီးကပြည်ပကျောင်းသားတွေကိုကျောင်းဝခဖိတ်ပင်လိုက်တဲ့ကြောင်းရနဲ့ပတ်သက်ပြီးတော့ Harvard တက္ကသိုလ်ဟာပဏိပခရင်ဖြစ်ပွားအောင် အစပြုရမျိုးတွေလုပ်ခဲ့တဲ့အပြင်ဒူးဆန်တင်စစ်တပ်တွေမြင့်တက်အောင်တွန်းအားပေးရနဲ့အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေခဲ့တဲ့လုပ်ရပ်တွေကြောင့်ပြည်ပကျောင်းသားတွေကိုလက်ခံတင်ကြရမျိုးမလုပ်ဖို့အတွက်ဖိတ်ပင်ခဲ့တာဖြစ်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါဗျ။ ဟာဗတ် တက္ကသိုလ်မှာလက်ရှိတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့အမေရိကန်နိုင်ငံအတွင်းမှာပြပကျောင်းသားတွေကိုလက်ခံတင်ကြားခွင့်ရှိတဲ့တခြားတက္ကသိုလ်တွေကိုပြောင်းလဲတက်ရောက်မှာဖြစ်ပါတယ်။ကျောင်းလက္ခဏာငွေသွင်းထားပြီးတာကျောင်းသားကျောင်းသူတွေကိုဟာဗတ်တက္ကသိုလ်ဘက်ကနေသွင်းထားတဲ့ကျောင်းလက္ခဏာတွေကိုပြန်ထုတ်ပေးရမယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။တနည်းတာအားကစားသမားစုကိုဆက်လက်ရရှိခဲ့ပါတယ်။ဒီနေ့ကတော့ညင်းချောင်းဝါပြပူလာတာပါ။ လီဗာပူးတိုက်စင်မှုစားလက်ရှာအင်္ဂလန်အားကစားကလောင်ရှင်များအဖွဲ့ချုပ်ကရွေးချယ်ခဲ့တဲ့ပရီးမီးယားတနစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ရလို့သိရပါတယ်။စားလက်ရှာဒီနှစ်ပေါ်လုံးရသည်မှာလီဗာပူးအတွက်28ဂိုးအထိသွင်းယူပေးခဲ့ပြီးပရီးမီးယားလိရှင်ပြန်ဖျက်ကူညီနိုင်ခဲ့တာကြောင့်အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တာပါ။ဆာလတ်ရှာပရီးမီးယားလီးဂ်ရဲ့ဂိုးသွင်းအများဆုံးစုဖြစ်တဲ့ရွှေဖိနန်းစုရရှိဖို့လေဂျန်နုံးပြည်နေပြသေးချာနေဖြစ်ပါတယ်။ ။စာလက်ရာအတွင်းကို28ကိုတည်သွင်းခဲ့တဲ့အပြင်ဒီနှစ်ဘောလုံးရာသီမှာ9ဘတ်တည်မှု16ကြိမ်တည်ပြီးလုပ်ခဲ့တာကြောင့်38ပွဲကစားတဲ့စနစ်ကိုပြောင်းလဲပြီးနောက်ပိုင်းမှာပရီးမီးယားလီဂ်မှာဘောလုံးရာသီတစ်ခုအတွင်းဂိုးသွင်းတာနဲ့9ဘတ်တည်ရနှစ်ခုပေါင်းထားတဲ့ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားအဖြစ်လည်းဆန့်ကျင်သစ်တင်နိုင်ခဲ့ပါတယ်။ဆာလက်ကလီဗာပူးတင်မှာ ကစားခဲ့တဲ့ရှင်းနေတာကာလာဟာဘဝမှာအပျော်ရွှင်ရဆုံးကာလာဖြစ်တယ်လို့လည်းပြောကြားခဲ့တယ်လို့သိရပါဗျ။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေဖြစ်ပါတယ်။တချို့အပိတ်ကြပြည့်တဲ့များအားလုံးကျန်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။